အဲကိုကစတော်ခြင်းနဲ့အများနဲ့အဆင့်ဝင်1 2 5ဝင်ခြင်းနဲ့ပေါ့အဲ့လိုစိတ်ကတော့ရှိရပါဘောเนาะပြောက်တယ်ဆရာမင်းဖြစ်စဉ်လို့ကြိုးစားခဲ့တာတော့မဟုတ်ဘူးเนาะစတော်ရမယ်ပေါ့စာအမှတ်တွေများရမယ်အဆင့်ကောင်းရမယ်ပေါ့အဲ့လိုပဲကိုကတွေးတက်ခဲ့တယ်ခြေချောင်းတော့အသက်တော့ကတနခါပကွက်ချမ်းနေလေပရမတ်နေတော့ကဗာလဲစိတ်ဝင်ဘယ်လိုခေါ်啊ဗာလဲကွန်းကွန်းအောင်ကန်ကွန်းအောင်ကန်လို့တော့ခေါ်ရပေါ့เนาะအခုကကလေးလေးလေးလို့တလားပပမပြင်းတဲ့စင်တာမဟုတ်တနခါပကွက်ချမ်းနေအဲចောင်းတက်ခဲ့တာတနခါမလိမ့်တော့တာကဟိုပါလောက်မှ အဲ့ပုံမှန်လောက်နောက်ဆုံးနေ့ပိုင်းကလိုက်တော့မှတန်ခါမလိမ့်တော့ ှစ်ပွဲလေးကတော့စိတ်နဲ့ခွန်ရှိရှိခွန်လက်တွဲခဲ့တာအတနှစ်ကျော်ဝါးကြီးဖြစ်တဲ့တွဲ2025မှာပဲဆက်လက်တွဲမှာဖြစ်တဲ့တွဲ brand ambassador renewal လည်းပါတယ်နောက်တစ်ခုကခွန်ရှိရှိခွန်ကျမ်းမာရေး call center နဲ့ဒီ call center တည်ထောင်ခဲ့တဲ့ Trust Social Enterprise က10နှစ်ပြည့်ခဲ့တဲ့10 year anniversary ပွဲလေးဖြစ်တယ်နောက်တစ်ခုကတော့ဒီ Trust ကနေပြီးတော့မိတ်ဆက်တဲ့ပေါ့နော် workplace facility kids လို့ခေါ်တာပေါ့လုပ်ငန်းခွင်တုံးစိတ်အိမ်လေးကိုစပြီးတော့မိတ်ဆက်တဲ့ပွဲလေးပဲဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ဒီခွန်ရှိရှိခွန်ကျမ်းမာရေး call center နဲ့စိတ်နဲ့ဒီ2024တနှစ်အာလက်တွဲပြီးရဲ့အခါမှာ social media မှာ content တွေအများ aí အဲလုတ်ထုတ်ဟိုဘယ်လိုပြောမလဲရိုက်ကူးနိုင်ခဲ့တယ် create လုပ်နိုင်ခဲ့တယ်ပြီးတော့အများပြည်သူကြားထဲမှာလည်းသွားပြီးတော့ကိုတိုင်းကိုကြလူသားတွေ activity ဟောပြောပွဲတွေအများကြီးလုပ်နိုင်ခဲ့တဲ့နောက်မှာဒီကိုရွှေရွှေခွန်ကိုပို့ပြီးလူသိလာခဲ့တဲ့အတွက်အင်မတန်မှကြည်လဲကြည်နူးမိရဲ့အများပြည်သူတွေလည်းအကျိုးရှိတယ်ဒီဘက်က branding အတွက်ကိုလည်းကိုကအင်မတန်မှအကုန်ယူဝမ်းမြောက်ပြီးပါတယ်ရှင့်တန်ဖိုးကတော့အဲဘွားမှာအများနဲ့ပြန်သွားချင်တယ်ပေါ့နော်အချိန်နဲ့သာနောက်ပြန်ဆုံးလို့ရမယ်ဆိုဒီအထက်တန်းចောင်းသားចောင်းသူဘွားကိုပြန်သွားချင်ပါတယ်အခုဒါပေမဲ့အခုခက်ကလေးတွေကတော့12တန်းထိရောဖြေရတယ်ဆိုတော့ကိုတွေထပ်တော့ပို့ပေးမယ် ်လို့ထင်ပါတယ်။ကျောင်းပြီးသွားတဲ့အချိန်မှာတော့စိတ်တို့ကအာကလေးတွေကိုအကြံပေးချင်တာတော့ဟိုနနာနေနေနေပါဟိုတင်းနန်းနေတက်တိုင်းပိုင်းမလောက်ပါသေးနဲ့ကိုပေါ့အေးစင်နားစရာရှိရနော်စိတ်ကိုရှင်းလို့ပေါ့ဒါမဲ့ကိုပျော်ပါတဲ့အချိန်နားတဲ့အချိန်မှာကျတော့ဟိုခေရေးစီးချောင်းရပါတော့ဘေးမထွက်သွားဘူးအလွန်ကျွမရောက်သွားဘူးအဲ့ဒါလေးကိုတော့တတိချက်စေချင်ပါတယ်။ပြီးရင်ကို life နဲ့ပတ်သက်ပြီးတော့တက္ကသိုလ်ရွေးတဲ့အခါမျိုး career ရွေးရတဲ့အခါမျိုးတွေမှာတိတိကျကျစဉ်းစားကိုယ့်ရဲ့နှလုံးသားကိုလည်းနားထောင်အုံနောက်ကနဲ့လည်းချင့်ချိန်မိဘရင်းနဲ့လည်းတိုင်ပင်ပြီးတော့ဆုံးဖြတ်ပါလို့ ောချင်ပါတယ်။အဲတန်းတော့လာအဲစာတော်ခဲ့လားဆိုဟောပေါ့1 2 1 2 5တော့ဝင်လာပေါ့နော်အဲ့လိုမျိုးငွေတော့ကအဲထက်တန်းချောင်းသားချောင်းသူကတော့ကတော့ဆောင်ဝင်ဖြစ်ချင်ပါတယ်ဆိုရယ်စိတ်အဲ့လိုပြင်းထန်တော့မရှိဘူးပေါ့နော်အဲကိုကစတော်ခြင်းနဲ့အများနဲ့အဆင့်ဝင်1 2 5ဝင်ခြင်းနဲ့ပေါ့အဲ့လိုစိတ်ကတော့ရှိရပါတော့နော်ငွေတော့ကကိုပါဝါဒနာပါလဲဆိုတာအဲ့လိုတိတိပပမသိဘူးစာရေးစရာလုပ်ခြင်းနဲ့ဆိုရယ်စိတ်နဲ့စူးစမ်းလို့လည်းမရပြန်ဘူးလေ မြန်မာနိုင်ငံမှာအမြင့်ဆုံးသည်စေချောင်းတက်ဖို့ပဲရှိရဆိုတော့ကိုကတော့စေချောင်းတော့တက်မယ်ပေါ့အဲ့လောက်ပဲပြင်းပြတဲ့ seriously ရှိခဲ့တာတော့မဟုတ်တကယ်တကယ်အကြတော့ကိုကစေချောင်းတက်ပြီးတော့နောက်ဆုံးနေ့အပိုင်းကောက်ရောက်တော့မှနေတွေသွားပြီးတော့အများပြည်သူကိုစေတွေကုပေးရတယ်ဟောရတော့မှအဲ့တော့မှတကယ်ဘယ်လိုပြောမလဲငါစေကုတာဝါသနာပါပါလားဆိုတော့အဲ့တော့မှသိခဲ့ရတာတော်ဟုတ်တယ်ဆရာမင်းဖြစ်ရှင်လို့ကြိုးစားခဲ့တာတော့မဟုတ်ဘူးနော်စာတော်ရမယ်ပေါ့စာအမှတ်တွေများရမယ်အဆင့်ကောင်းရမယ်ပေါ့အဲ့လောက်ပဲကိုကတွေးတက်ခဲ့တယ် အမှတ်မိရယ်ဆယ်တန်းတော့ကအမှတ်က90ရခဲ့တာကစိတ်အမြဲတမ်းပြောတယ်ဒီဆီအောင်မင်းအလုတ်ကစိတ်ရဲ့အုံနောက်ထဲကိုအရင်ရောက်တယ်ပြီးတော့မှနှလုံးသားထဲကိုရောက်တဲ့အလုတ်တစ်ခုပါစာရေးဆရာအလုတ်ကကြာစိတ်နှလုံးသားထဲကနေဖြစ်တည်ပြီးတော့အုံနောက်ကိုရောက်လာတဲ့အလုတ်တစ်ခုပါဆိုလိုချင်တာကစိတ်ရာဒီစေးချောင်းကိုတက်တယ်အဲပုံမှန်ကများလို့မြန်မာနိုင်ငံမှာရွေးစရာဘာတက်ကတူမှမရှိဘူးဆိုပြီးအိမ်ကလည်းတခိုင်လိုတက်လိုက်တယ်တက်လိုက်ပြီးတော့မှဟိုပါပထမနေ့ဒုတိယနေ့နောက်ဆုံးနေ့အပိုင်းကရောက်တဲ့အခါမှာနေရီသွားရတယ်အဲ့တော့ကိုက စေချောင်းလူပဲရှိသေးတယ်စိတ်မကုတတ်သေးဘူးအဲ့ချိန်မှာကိုရောက်တဲ့ရွာလေးကလူတွေကကိုအာကိုတကြီးနဲ့နှွက်လင်းကြီးနဲ့တို့နေထိုင်မကောင်းနိုင်လာပြောကြရောဂါကြီးလာပြောကြအချိန်မှာတအားစိတ်ထိခိုက်ရတယ်ဘာလို့လဲဒီမှာစိတ်မကုတတ်ဘူးတော်ကကိုအာကိုတကြီးလာတယ်အဲ့ခါမှာအရန်ရင်ထဲမှာဝေဒနာဖြစ်ရပါတယ်အဲ့တော့ငါဆံဝင်ဖြစ်အောင်စူးစမ်းမယ်ငါဆံဝင်အောင်စူးစမ်းမယ်ဒါသည်ငါဂုံတွေဂုံလူတွေဖြစ်ဖို့မဟုတ်ဘူး ငါဆောင်ဝင်ဖြစ်ဖို့အတွက်မဟုတ်ဘူးဒီနေ့မှာငါ့ကိုအားကိုးလာတဲ့သူတွေကိုမှန်ကန်တဲ့ကုသမှုမျိုးပေးနိုင်ခြင်းနဲ့ဆိုရယ်စိတ်ပေါ့နော်အဲ့လိုစိတ်မျိုးဖြစ်မိရတဲ့အဲ့ချိန်မှာစပြီးတော့ဟိုဟာဒီအလုပ်ပေါ်မှာအာစိတ်နှလုံးသားလက်လိုက်လည်းဖြစ်လာခဲ့တာပါစေချောင်းတော့အသက်တောင်းတာတနခါပကွက်ချမ်းနေလေပရမတ်နေတော့ကဗာလဲစိတ်ကိုဘယ်လိုခေါ်啊ဗာလဲကွန်းကွန်းအောင်ကကွန်းအောင်ကလို့တော့ခေါ်ရပေါ့နော်အခုကကလေးလေးတွေလို့တလားပပမပြင်းတဲ့စင်တာမဟုတ်တနခါပကွက်ချမ်းနေအဲចောင်းတက်ခဲ့တာတနခါမလိမ့်တော့တာကဟိုဟာလောက်မှ အဲ့ပတ်ဝန်းလောက်နောက်ဆုံးနေ့အပိုင်းကလိုက်တော့မှတဏ္ဍာခါမလိမ့်တော့ပါတဏ္ဍာခါမလိမ့်မဲမဲမိတ်ကပ်ပေါ့နော်ဖောင်ဒေးရှင်းကိုအဲ့လိုမျိုးလိမ့်ရတယ်ပေါ့အဲ့လိုပဲလိမ့်တာအိမ်ရောက်ပြီဆိုအဲ့ဒါကိုတက်ဆက်ပြနေဒီတိုင်း တိုက်ပြီးတော့စေးတာတဲ့မလားအခုလိုမျိုးတူးဝေးတယ်ဘာညာဘာမှမသိဘူးလားအဲ့ဒါသူများလိမ့်တာမြင်လို့ဖောင်ဒေးရေးရဒီတိုင်းပုတ်ခဲ့တာနောက်တော့ဆောင်းဝင်ဖြစ်သွားပြီအဲဟောက်ဆာဂျင်ပြီးသွားအဲ့ဒီလေအဲ့ဖောင်ဒေးရှင်းကိုဒီတိုင်းပုတ်တာပဲသိတာနောက်တော့မှအဲ့ဒီတာလောက်တယ်အဲ့ဒီတာလောက်တော့ကျမ်းမာရေးသိပညာပေးဗီဒီယိုလေးတွေရိုက်တဲ့ခါမှာအော်မိတ်ကပြင်ရတယ်ပေါ့အဲ့ဒါလောက်ပဲကိုကသိရအောင်နောက်ကျတော့မှရိုက်ကူးရေးတွေလုံလာတဲ့ခါကျကိုပြင်တာအချုံးပြင်မယ်တော့သိလာတယ်အဲ့တော့မှဟိုဆက်မိတ်က class လေးကိုတွားတက်ပြီးတော့မှနည်းနည်းပပပြင်တဲ့စင်တာလေးဖြစ်လာတာအဲအခုဆောင်းဝင်ဖြစ်ပြီးသွားရဲ့ အဲတားရဲ့သမီးတို့ပြောချင်တာကတော့ကိုဖြစ်နိုင်ခဲ့သည်ဖြစ်စေမဖြစ်နိုင်ခဲ့သည်ဖြစ်စေကိုအကောင်းဆုံးတက်နိုင်ဆုံးစ조사ခဲ့ပြီးပြီလို့မှတ်ပါပြီးွားတဲ့အရာတွေမှာပြန်ပြောင်းတွေးတော်ခြင်းတို့အမှတ်တိုက်တာအဖြေတိုက်တာအဲ့ဒါတွေမလုပ်ဘဲနဲ့ပေါ့နော်ပြီးွားပြီးရလာတဲ့ result ကအကောင်းဆုံးမျှော်လင့်မယ်ဆိုပြီးတွေးပါကိုစိတ်ကိုကျမ်းမာအောင်နေပါသက်ဆိုင်ရာဘာသာတရားကိုကိုပဲပါစီကပ်ပါအဲပြီးတော့မှကိုရလာတဲ့ result ကိုအတိအငြိမ်ဆုံးလက်ခံပြီးတော့အကောင်းဆုံးဆုံးဖြတ်ချက်ချပါလို့အတံပေးချင်ပါတယ်